ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာအစစ်ဖြစ်ပါတယ်ဒီနေ့ကျွန်တော် ဂျာမနီမှာရောက်နေတဲ့အခါပေါ့နော်ကျွန်တော်တင်ရှင်ချင်းနေဂျာမနီကိုဘယ်လိုသွားလိုက်တာလဲဆိုပြန်မေးတဲ့သူတွေတော့အဲနေငင်ဝေမျှချင်ပါတယ်လို့အများကြီးတီးလို့တော့မဟုတ်ပါဘူးကျွန်တော်ရတွေ့ကြုံလေးကနေအလုပ်ကိုပြောပြချင်တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုဂျာမနီကိုလာစေချင်လို့ပဲဖြစ်ပါတယ်ပေါ့နော် အလုပ်လာခဲ့ကြပါကြိုးဆိုပါတယ်ပေါ့နော်အဲ့တော့ဂျာမနီကိုလာချင်တယ်ဆိုရင်နေ့လည်းတစ်ခုရှိတယ်တော့ကျွန်တော်တီးရပါတယ်ပေါ့နော်နံပါတ်တီးတစ်ခုကဘာလဲဆိုအလုပ်နဲ့လာတဲ့ဟာပေါ့နော်အလုံနဲ့လာတဲ့အကြောင်းအရာလည်းကြာတော့ဘယ်တော့ကုန်ကြလဲဘယ်လိုလဲဆိုတော့အစီတော့အသိစိတ်မသိဘူးဘာဖြစ်လို့ဆိုရင်အစီကအလုံနဲ့မလာတဲ့အတွက်ကြောင့်ပေါ့နော် နံပါတ်2တခုကအကြောင်းနဲ့အဆီလာတဲ့အကြောင်းနဲ့ပေါ့အကြောင်းပညာရေးနဲ့လာတက်မဲ့အဆင်ဆင်ဖြစ်ပါလေပေါ့နော်အဲ့တော့ဂျာမနီကိုလာမယ်ဆိုရင်နံပါတ်1တည်ထားရမယ့်အရာကကိုယ့်ရဲ့အာပညာပညာရေးအခြေအနေရဲ့ background ကိုပြရမှာဖြစ်ပါတယ်အဲမြန်မာပြည်ကအစိုးရတက္ကသိုလ်ကနေအဲ ကျောင်းနေပြီးသားတယ်ဆိုရင်အာကိုရဲ့ကျောင်းကဂျာမနီရဲ့ဆိုရတက်ကတူမှာအတည့်အမပြုလားမပြုလားဆိုတာကိုဆက်လို့ရတဲ့ website ရှိပါတယ်အဲ့ဒီထက်မှဆက်ပြီးမှကိုရဲ့ကျောင်းက h black ပေါ်တယ်ဆိုရင်အဲကျောင်းဆက်တက်လို့ရတာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကကျောင်းဘယ်လိုတက်မလဲဟုတ်ပြီကျောင်းဘယ်လိုတက်မလဲဆိုရင်နေ့လိုက်တစ်ခုရှိတယ်เนาะနံပါတ်2တစ်ခုကဂျာမန်လိုတက်မလားနံပါတ်2တခုက English လို့တက်မလားဘောလို့ English program တက်မလားပေါ့အဲ့တော့အဲ အင်္ဂလိပ်ဂျာမန်လို့တတ်မဲ့လူကတော့အရင်ပြောပြချင်ပါတယ်ဂျာမန်လို့တတ်မဲ့ဆိုရင်အနည်းဆုံး B2 level ပေါ့နော် C1 level တိရှိလေပိုကောင်းမှဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဘယ်လိုတက်လို့ရမလဲဟုတ်ပြီအဲအဲမြန်မာပြည်ကလည်းကျွန်တော်တို့စေတန်းပေါ့စနစ်ဟောင်းစေတန်းအောင်ထားတဲ့လူဆိုရင် bachelor ဆက်တန်းရင်တက်လို့မရဘူးဟုတ်ပြီနော်နောက်တစ်ခုကဘာတက်လို့မရဘူးဆိုရင် GED ပညာရေးနဲ့အဲကျောင်းတက်လို့မရပါဘူးသူတို့ကခုမပြုတ်ပါဘူးနော်အဲ့ဒါတိထားရမှာဖြစ်ပါတယ်အဲ့တော့ ဲမြန်မာပြည်ကနေစေတန်းအောင်ထားပြီးမှတကယ်လို့တက္ကသိုလ်ကကျွန်တော်တက္ကသိုလ်ကိုတတိယနေ့လောက်ပြီးထားမှတတိယနေ့ထက်မဆင်ပြနိုင်တယ်စတုထက်နေ့ကမှပြီးထားဘူးဆိုရင်အော်မကူတက်တဲ့မေဂျာကကွန်ပျူတာဆိုင်ယန့်ဆိုပြီးကွန်ပျူတာဆိုင်ယန့်မေဂျာနဲ့ပတ်သက်ပြီးမှဘတ်ချလာကိုတက်လို့ရမှာဖြစ်ပါတယ်ပေါ့အဲ့ဒီထိမှအင်္ဂလိပ်လိုရွေးမလားဂျာမန်လိုရွေးမလားဆိုတာကိုကိုဆုပ်ဖြတ်လို့ရပါတယ် နောက်တစ်ခုကမာစတာလို့တက်မယ်ဆိုရင်လည်းအဲ့လိုပါပဲအဲကိုရဲ့ဘတ်ချလာကဖက်ရီယာဘတ်ချလာဖြစ်ရပါမယ်ဖက်ရီယာနဲ့ပြီးထားတဲ့ဘတ်ချလာဆိုရင်မာစတာဆက်တက်လို့ရတယ်လို့အဲများတော့အဖြစ်သိရတယ်ပေါ့နော်အဲ့တော့ English လို့ program တော့တက်လို့တက်မဲ့လူတွေကဘာလို့လဲဆိုတော့ IELTS test result လို့ပါတယ်အဲအနည်းဆုံးစပေါ့နော်စ6.5ပေါ့ပြန်ပြန်အဲ့လောက်ရှိမှပဲကျောင်းဆက်တက်လို့ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဂျာမနီရဲ့ပညာရေးကဘာလဲဆိုရင် free university ဖြစ်ပါတယ်ပေါ့နော်သူတို့ရဲ့ အဲတက်ကူတွေကအเจ้าစီရိတ်ကမများဘူးဗောနောမများတဲ့အတွက်ကြောင့်မို့ animation မှာလေနော် animation requirement ကအတက်ကိုစစ်ချတာဗောနောအတက်ကိုစစ်ချတဲ့အတွက်ကြောင့်မို့ ASCII အနေနဲ့တည်ရတယ်လောက်တော့အရင်စစ်ဆေးတယ်လို့တည်ရဗောနောဘာဖြစ်လို့လဲဆိုတော့ ASCII လေနော်အများကြီးအเจ้าနေလျှောက်ခဲ့ရတယ်ဗောနောခုနှစ်အเจ้าရှစ်အเจ้าလောက်ကအဲ reject ရတယ်ဗောနောတတိယအเจ้าပဲ ASCII animation လက်တရခဲ့တာဖြစ်ပါတယ်ဗောနောကျေးဇူးတော်အเจ้าရခဲ့တာဖြစ်ပါတယ်ဗောအဲ့တော့ ပြင်ဆင်ရလေတဲ့ရှိအောင်ပါเนาะပြင်ဆင်လို့ရတယ်ကိုကဂျာမန်လို့တတ်မလားအင်္ဂလိပ်လို့တတ်မလားကျွန်တော်တော့အားပေးချင်တယ်အဂျာမန်လို့တက်ခန့်စေချင်တယ်ဘာဖြစ်လို့ဆိုရင်အပေါ်မှာ major စခုရှိပါလေဆိုပါဆိုဂျာမန်လို့နဲ့ major စခုတော့ပေးတယ်အော်မအင်္ဂလိပ်လို့ပေးတာကအာစေခုမှာခုနှစ်ခု၆ခုလောက်ရွေးလို့ရမှာပေါ့အဲဆိုတော့ဂျာမန်လို့နဲ့ဂျာမန်ရဲ့ Allgemeine Certificate ပေါ့ခုနက language တဲ့ C1 B2 level C1 level တော့ရှိထားတဲ့ဟာနဲ့ဆိုရင် ဂျာမန်ဆိုရင်ဆေခုဆိုဆေခုလိုကြောင်းရှောင်းလို့ရတာကွာသိမလားအဲ့လိုမျိုးဆိုရင်တော့အဲဂျာမန်လိုဆိုရင်တော့အနည်းဆုံးတနည်းတော့ပြင်ဆင်ရမယ်ပေါ့နော် အင်္ဂလိပ်လိုလာတက်မယ်ဆိုတော့အနည်းဆုံး6လောက်လောက်ပြင်ဆင်လိုက်ရ IELTS လောက်လဲဆိုတော့ဒါ IELTS okay ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေရှိမယ်ဆိုတော့အကြောင်းအရာကိုပြောပြချင်ပါတယ်အဲ့တော့ဂျာမနီကိုလာဖို့အတွက်အင်္ဂလိပ်လိုတက်မလားဂျာမန်လိုတက်မလားဆိုတာ အဲ့ဒီမှာရှိတဲ့တင်ရှင်တို့ရဲ့ရွေးချယ်မှုဖြစ်ပါတယ်။အဲ့တော့မတိလာရှိရင်လာမေးလို့ရပါတယ်။အစီအနေငယ်အဲတိတလောက်မန်တလောက်ပြောပြမှာဖြစ်ပါတယ်။အဲ့တော့အားလုံးကကြံမြင်ကနေကျူဆိုပါတယ်။ Thank you ပါ